ားလုံးပဲမင်္ဂလာပါရှင်။9 million channel ကနေကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့စာရေးသူအကားစော်ရေးသားထားတဲ့အဝိဇ္ဇာတော်တောင်ဇလန်လီရဲ့အခန်းဆက်ဖြစ်တဲ့အဝိဇ္ဇာတော်တောင်နဲ့ထန်းပင်ကျွန်းကဥဆန်ပေါ်ဆိုတဲ့ဇလန်လီကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရစေ။ဇလန်လီမစားတင်ပြီးကျမတို့ရဲ့ channel လေးကို like and subscribe နှိပ်ပေးသွားဖို့နဲ့ဇလန်သစ်များစွာကိုမလွတ်တမ်းနားဆင်နိုင်ဖို့အတွက်ဘေးနားကအချက်ပေးခေါင်းလောင်းလေးကိုလည်းနှိပ်ပေးသွားဖို့မမေ့ပါနဲ့နော်။ ဟုတ်ကဲ့ပါဒါဆိုရင်ဇလန်လေးကိုစတင်လိုက်ရအောင်ရှင်အဲ့လိုနဲ့မိခသတင်းပတ်တစ်ပတ်ခန့်ကြာမြင့်ပြီးတဲ့အခါမှာတော့ဝမ်ဘဲအင်းရွာမှာရှိတဲ့ဆရာကြီးဦးဆန်ပါထံကနေဝတိကရဏခေါ်တဲ့စီးချတဲ့အတတ်ပညာကိုတက်မြောက်ကျွမ်းကျင်သွားခဲ့ပါတယ်မိခမှာတော့ကိုယ့်ရဲ့အတွင်းမှာပဲအဲ့ဒီပညာတွေအကုန်လုံးကိုအကုန်အစင်တက်မြောက်ခဲ့ခြင်းပဲဖြစ်ပါတယ်ဆရာကြီးဦးဆန်ပါကလည်းမိခကိုချီးကျူးရေမဆုံးတော့ပါဘူးပညာတွေတက်တာကတော့ဟုတ်ပြီ ဒါပေမဲ့တက်ပြီးသားပညာတွေကိုဘလို့အသုံးချရမလဲဆိုတာစမ်းသပ်ဖို့လည်းလိုသေးတယ်မိခါအဲ့ဒီနေ့ညတကောင်းရဲ့အချိန်မှာတော့မိခါနဲ့ဆရာကြီးဦးဆန်ပါဟာအိပ်ပျောက်ကြီးကနေထွက်လာခဲ့ပြီးတော့ကွင်းပြေကြီးတို့ခုအတွင်းကိုဝင်လာခဲ့ကြပါတယ်အဲ့ဒီနေရာမှာယာမီဟောင်းကြီးတို့ခုဖြစ်ပါတယ်ဆရာကြီးဦးဆန်ပါကတော့ယာမီတစ်ဖက်ချမ်းမှာရှိနေတဲ့ရာကသေးပေါ်မှာထိုင်ချလိုက်ကမိခါကတော့ဆရာကြီးနဲ့မျက်နှာချင်းဆိုင် ရာကင်းတစ်ဖက်ချမ်းကကသေးပေါ်မှာထိုင်ချလိုက်ပါတယ်မိခါတို့ကလည်းတအူးနဲ့တူ ဂိုက်တရားခံကြွားဝေးပါတယ်။ကောင်းပြီပြီခါစီးချခြင်းပညာမှာနောက်ဆုံးတက်အပ်တဲ့အတက်ကတော့စီးဖြတ်ခြင်းအတက်ပဲ။စီးဆိုတာမျိုးကစီးချထားတဲ့လူကဖြက်ရင်ဖြက်မဟုတ်ရင်စီးပေါက်သွားတဲ့အခါမှာစီးကပြက်ပြဲသွားတတ်တယ်။အခုငါသင်ပေးမယ့်အတက်ကတော့သူများချထားတဲ့စီးကိုကိုကစီးပြန်ချပြီးတော့စီးကိုပြန်ဖြက်တဲ့အတက်ပဲ။ထူးဆန်းလိုက်တာဆရာကြီးဟာဒီလိုအတက်မျိုးကတကယ်ပဲရှိသလား။စီးချခြင်းအတက်60ကိုအောင်မြင်တဲ့လူတော်မှဒီအတက်ကိုမတက်ကြဘူး။ ဒါကငါဆရာစားခြံထားတဲ့အတက်ပဲ။ကဲစားကြစို့ဟိ။ဆရာဦးစံပါကပြောဆိုပြီးရနဲ့မိခါမှာစီးအထက်ထက်ချလိုက်ပါတယ်။အဲ့ဒီခါမှာတော့ဦးစံပါကလည်းစီးတစ်ခုချပြီးတော့မိခါရဲ့စီးတွေကိုဖြတ်ကျော်တာက စီးတွေကိုဖြတ်ပါတယ်။စီးပြတ်သွားတာနဲ့အဲ့ဒီစီးချထားတဲ့နေရာမှာအစွမ်းတွေကကုန်ဆုံးသွားပါတယ်။မိခါရဲ့စီးတွေကိုဆရာဦးစံပါကတစ်ခုချင်းဖြတ်စီးပစ်လိုက်ပါတယ်။တော်တော်ကောင်းတဲ့အတက်ပဲနော်ဆရာကြီးအခုအဲ့ဒီအတက်ကိုမင်းကိုတင်ပေးမယ် ပြီးရင်တော့ငါချထားတဲ့စီးတွေကိုမင်းကဖျက်ရမယ်ဟုတ်ပြီလားဆရာကြီးဦးဆန်ပါကလည်းစီးတွေကိုတတ်ထပ်ပြီးတတ်ထပ်ချလိုက်ပါတယ်မိခါမှာတော့ဆရာကြီးဦးဆန်ပါသင်ပေးထားတဲ့စီးပြတ်တဲ့အတက်ပညာနဲ့စီးတွေကိုတစ်ခုပြီးတစ်ခုဖျက်လိုက်ပါတယ်တိတ်ကြကြမကြိုးစားလိုက်ရပဲနဲ့ဆရာဦးဆန်ပါရဲ့စီးတွေကိုမိခါကဖျက်ဆီးသွားနိုင်ပါတယ်ဆရာဦးဆန်ပါကလည်းခေါင်းကြီးလိုက်ပြီးတော့တော်တယ်မိခါကဲဒီတစ်ခါနောက်ဆုံးအဆင်ပဲဒီအဆင့်ကိုအောင်မြင်သွားပြီဆိုရင်တော့ မင်းကဝတ္တိကရဏပညာရဲ့လို့ခေါ်တဲ့ကြည်တဲ့ချင်းကိုအောင်မြင်သွားပြီပဲ။နောက်ဆုံးအဆင့်ကဘာလဲရင်အဲ့ဒါကတော့စီးပြိုင်ချစီးပြိုင်ဖြတ်တဲ့နီးပဲ။မင်းနိုင်ငံနဲ့စီးတွေပြိုင်ချကြမယ်။တစ်ဖက်ကလည်းစီးတွေပြိုင်ဖြတ်ကြမယ်။အဲ့လိုစီးချစီးဖြတ်ပြီးတော့နောက်ဆုံးတယောက်ချတဲ့စီးကတယောက်ရဲ့ကိုယ်ကိုအုပ်မိသွားရင်အဲ့လူကအရှုံးပဲ။ကဲညီနေပြီဆိုတော့စကြတာပေါ့မိခါကြီး။ဆရာဦးဆံပါကလည်းစီးတွေကိုတထက်ပြီးတထက်ချရင်းနဲ့ မိခါကိုလွှမ်းမှုဖို့အတွက်ကြိုးစားပါတယ်။မိခါကလည်းဆရာဦးဇာပါချထားတဲ့စီးတွေကိုဖျက်ကစီးအစ်စ်ကိုထွက်ချပြန်ပါတယ်။ဆရာဦးဇာပါကမိခါရဲ့စီးတွေကိုဖျက်ပြန်ပါတယ်။အဲဒီလိုနဲ့တအူးကစီးချလိုက်တအူးကစီးပြက်လိုက်နဲ့တအူးနဲ့တူအပြန်အလှန်စီးချပြိုင်နေကြပါတယ်။မိုးလင်းတော့မှာပဲဖြစ်ပါတယ်။ဝမ်ဘဲအီရွာအတွင်းမှာတော့လေးချက်တို့တန်တွေကိုကြားနေရပြီဖြစ်ပါတယ်။နေ့လေးယောက်ကကောင်းကင်ကြီးတခွင်ကိုဖြန့်ကျက်ပြီးတော့ထွက်ပေါ်လာပြီဖြစ်ပါတယ်။ အဲ့ဒီခါမှာပဲမိခါကလည်းဆရာကြီးဦးစာပါကိုဈီတထက်နဲ့အုပ်မိနိုင်ခဲ့ပါတယ်ဆရာကြီးဦးစာပါကလည်းအဲ့ဒီဈီကိုမဖြတ်နိုင်ခင်မှာပဲမိခါကလည်းဈီကိုတက်ကိုချနိုင်ခဲ့ပါတယ်နောက်ဆုံးမှာတော့ဆရာကြီးဦးစာပါကမိခါကိုအရှုံးပေးလိုက်ရပါတော့တယ်မင်းတော်တယ်မိခါမင်းကဒီချင်းကိုအောင်မြင်ခဲ့ပါပြီမိခါကလည်းပျော်ရွှင်စွာနဲ့ခုံပေါက်နေမိပါတယ်အိမ်ပြောင်ကြီးဈီကိုပြန်ရောက်တဲ့အခါမှာတော့ဒွန်နုကမနက်ခင်းစားဖို့အတွက်ဟင်းလျာတွေကိုပြင်ဆင်ချက်ပြုတ်ပြီးသားဖြစ်ပါတယ် ဘဲဥပုံသစ်သားစပွဲဝိုင်းကြီးပေါ်မှာတော့ချက်ပြုတ်ပြီးသားဟင်းလျာတွေကိုအငွေတထောင်ထောင်နဲ့ပြင်ဆင်ထားပါတယ်။မိခါနဲ့ဦးစံပါတို့ဝင်လာတဲ့အခါမှာတော့ပေးစည်းနဲ့စိတ်တလုံးတို့ကမျော်လေတကြီးနဲ့စောင့်ကြည့်နေပါတယ်။မိခါနဲ့ဦးစံပါဝင်လာတဲ့အခါမှာတော့ပေးစည်းနဲ့စိတ်တလုံးတို့ကလည်းမျော်လေတကြီးနဲ့ကြည့်နေပါတယ်။ဘလို့လဲမိခါနောက်ဆုံးအဆင့်ဆိုတာကိုအောင်မြင်ခဲ့ရလား။အောင်ခဲ့ပြီဦးစီးစိတ်တလုံးဝမ်းသာလိုက်တာမိခါရာကဲငါတို့အောင်ပွဲခံနေနေနဲ့စားလိုက်ကြရအောင်။ ။ဦးဆန်ပါကလည်းစပွဲမှာဝင်ထိုင်လိုက်ပြီးတော့လူစုံတက်စုံစားတော့လိုက်ပါတယ်။စားတော့ပြီးတဲ့အခါမှာတော့မိခါကလည်းအားလုံးကိုနှုတ်ဆက်လိုက်ပါတယ်။ပေစီမှာတော့မျက်နှာငယ်လေးနဲ့ဖြစ်သွားပါတယ်။ပြန်တော့မှလာမိခါရဲ့ဒီမှာတက်လာလို့တော့နေပါအောင်ဟ။ငါပြန်ရတော့မယ်ပေစီ။ငါမှအချိန်မရှိဘူး။ဒီတချင်းအောင်ပြီးရနောက်ထပ်တချင်းကိုထပ်ပြီးတော့ကြင်ကြံရမှာမို့လို့ပဲဟုတ်တယ်မြည်လေသူကမတားပါနဲ့ချွေဟင်းသာကားရဲ့ခိုင်းချုပ်တောင်းကိုထမ်းဆောင်ထားရတယ်ဆိုတာလွဲတဲ့တောင်းဝန်တော့မဟုတ်ဘူးမြည်ရဲ့ ကိုရဲ့ဆယ်ရက်လောက်တွေးခဲ့ရတယ်ဆိုပေမဲ့ကျွန်တော်ကတော့လွမ်းနေတော့မှာပဲအဲ့ဒီခါမှာတော့စိတ်တလုံးကတော့ငိုမဲမဲနဲ့ဖြစ်နေပါတယ်ဦးကြီးစိတ်တလုံးကဘာဖြစ်နေရလဲငါလည်းဒီကောင်ကိုလွမ်းနေတော့မှာဟာကျွဲတွေမြင်လိုက်သူ့ကိုသတိရနေတော့မှာငိုမဲမဲနဲ့စိတ်တလုံးရဲ့မျက်နှာကိုကြည့်လိုက်ကအိမ်သားတွေအားလုံးကလည်းရီမောလိုက်ပါတယ်ဒုတိယသွားမယ့်နေရာကဘယ်နေရာများလဲမိခါမိခါကလည်းဆရာတော်ပေးလိုက်တဲ့စာလေးကိုထုတ်ဖက်လိုက်ကား ဘူးလေအင်းရွာကဆရာကြီးဦးစံပေါ်စီကိုတွားရမှာတဲ့ဒေါနုကလည်းမျက်မှောက်ကျုပ်လိုက်ပြီးတော့ဦးစံပေါ်ဆိုတော့နမျက်စီစံပေါ်ဆိုတာမဟုတ်လားဆရာကြီးဆရာကြီးရဲ့အကူတော်တယ်မဟုတ်လားဟုတ်တယ်ငါရဲ့တတရမြောက်အကူပဲဒါပေမဲ့မင်းတို့သူ့စီကိုဒီတိုင်းတွားလို့တော့ဖြစ်မှာမဟုတ်ဘူးဘာလို့များလဲဆရာကြီးနမျက်စီစံပေါ်ဆိုတာကတိတ်ကိုဒေါသကြီးတယ်တိတ်ပြီးတော့စိတ်ကြီးတယ်ကွပြီးတော့လူ့ဘာသာကြီးလို့လည်းသူ့ကိုခေါ်ကြတယ်သူ့စိတ်ကိုနားလေရတော့ခတ်တယ်နော် သူနဲ့တမ်းမတည့်တဲ့လူဆိုရင်သူကအနာတရားဖြစ်အောင်ဒီလောက်တက်တယ်ဆိုပဲဒေါ်နုကကြားပြတ်ဝင်ပြောပါတယ်ဆရာကြီးဦးဆန်ဘာကလည်းခေါင်းငယ်ရင်းနဲ့သူတို့ပြောတာလည်းမမှားဘူးမိခါရဲ့အကိုဆန်ဘောကအဲ့ဒီလိုပဲဒုငငယ်ကတော့ဒီလိုမဟုတ်ပါဘူးဒါပေမဲ့ဒေဝဆက်ကုလို့ခေါ်တဲ့နတ်မျက်စီကျင့်စဉ်ကိုကျင့်လိုက်တဲ့အခါမှာကျင့်စဉ်တစ်ဖက်ကန်းကန်းပေါက်သွားပြီးတော့အုံနောက်ထိသွားတယ်ထင်တယ်သူကပေါင်းရတင်ရတော်တော်ခတ်တယ်ငါတို့လူကြီးကိုအရင်တွေတောင်မှသူ့ရဲ့စိတ်ကိုခံမမရဘူးကွယ် အဲ့လိုပေါင်းရတင်းရခတ်လို့သူ့မှာလည်းတပဲတပန်းရှိတယ်ဆိုတာမကြဘူးဘူးစိတ်တလုံးကလည်းတက်ပြင်းချရင်နဲ့ဒါဆိုရင်လမ်းဆုံးတော့မှာပေါ့မိခါရနေပါစေဦးကြီးစိတ်တလုံးသူ့ကိုရင်တွေ့ပြီးတော့မှပြောကြည့်ကြတာပေါ့မင်းတို့အတွက်ငါစားတဲ့ကြောင် ရေးပေးလိုက်ပါမယ်သူ့ကိုတွေ့တဲ့အခါဒီစားကို ပြလိုက်ရင်တော့ငါတို့လိုက်မယ်သူသိမှာပါအဲ့ဒီခါကျရင်တော့မင်းတို့ပေါ်နည်းနည်းကောင်းမယ်လို့ထင်ရတာပဲကျေးဇူးတင်ပါတယ်ဆရာကြီးဆရာကြီးဦးစံပါကစားတဲ့ကြောင်ကိုရေးပေးပြီးရဲ့နောက်မှာတော့စားရည်အတွင်းကိုထည့်လိုက်ကား မိခါကိုပေးလိုက်ပါတယ်မိခါနဲ့စိတ်တလုံးတို့ကလည်းဥဇံပါမတ်အုံမှာပေစီဒေါ်နုနဲ့ဒေါ်ပုတ်တို့ကိုနှုတ်ဆက်ကအေဂျီအတွင်းကနေထွက်လာခဲ့ပါတယ်ဥဇံပါတို့ကလည်းခြံတကားဝအထီကိုလိုက်ပါပို့ဆောင်ပေးပါတယ်စိတ်တလုံးကတော့နောက်ကိုလဲပြန်လှည့်ကြည့်ကလက်ပြနှုတ်ဆက်လိုက်ပါတယ်အဲ့ဒီခါမှာတော့ပေစီရဲ့မျက်ဝန်းကနေမြေရွေတွေစီးချလာပါတယ်။ဦးကြီးစိန်တလုံးအားရင်လာလဲပါအောင်ပြာကျွန်တော်တို့အတူတူကြွဲကြောင်းကြမယ်ငှက်ပြစ်ကြမယ်ရေကူးကြမယ်နော် ပေစီရဲ့အတန်ကိုကြားတဲ့အခါမှာတော့ စိတ်တလုံးမှာဟမ်ဆောင်နိုင်လောက်အောင်ကိုပါတော့တယ်။မိခါမှာစိတ်တလုံးရဲ့မျက်နှာကိုကြည့်ကားကြည့်ပြီးတော့ရည်နေမိပါတယ်။ဘူးလက်အင်းကျေးရွာကလေးမှာတော့ပကိုးမျိုးရဲ့အနောက်တောင်ဘက်မှာရှိနေပါတယ်။အဲ့ဒီနေရာမှာတော့ဘူးလက်အင်းလို့အမည်ရတဲ့အင်းကြီးတစ်ခုရှိပြီးတော့အေးအမည်ကိုဆွဲပြီးတော့ဘူးလက်အင်းရွာလို့အမည်တွေ့နေခြင်းဖြစ်ပါတယ်။ဘူးလက်အင်းကြီးရဲ့အရှိတ်ဘက်မှာတော့ရွာကလေးရှိကားရွာငယ်ရွာသေးလေးသာဖြစ်ပါတယ်။အင်းကြီးရဲ့ဘက်ဘက်လေမှာတော့စိမ့်ဆူအုံမိုင်းနေတဲ့တော်ဦးကြီးကဖုံးလန်းထားပါတယ်။ မိခါနိုင်စိတ်တလုံးတို့ကလည်းဘူးလဲအင်းရွာထိတ်ကိုရောက်လာခဲ့ပါတယ်ရွာထိတ်မှာတော့ရှေးဟောင်းစရက်ကြီးတခုရှိနေပါတယ်ဈေးရအတက်စီလှေကားပေါ်မှာတော့အယူကြီးတယောက်ကငုတ်တုတ်ထိုင်ကမိခါတို့ကိုမျက်စိတစုံတိုက်ကြည့်နေပါတယ်အယူတွေလာပြီအယူတွေလာကြပြီဟဲ့အယူကြီးကလည်းမိခါတို့ကိုလက်ညှိုးထိုးကလောင်ပြောင်ကြီးမောပါတယ်စိတ်တလုံးကလည်းအဲ့ဒီလူကြီးကိုကြည့်လိုက်ပြီးတော့အောက်မှာအယူကများသူများကိုယူတယ်ပဲရှိရသေးတယ်သူကြည့်တော့ပြရက်တော့ကုန်းဆိုင်နေတဲ့လူကများစေတလုံးပြောလိုက်တဲ့အတိုင်းပင်အဲ့ဒီလူကြီးဟာ ထလက်ရက်တောင်စုံကြီးတစ်ခုကိုဂုတ်မှဆိုက်ထားပြီးတော့စုပ်ပြက်တက်နေတဲ့အဝတ်စားတွေကိုဝတ်ဆင်ထားပါတယ်။အဝတ်စားတွေဆိုပေမဲ့လည်းတွေးကြရပိတ်စားတွေစောင်ကြီးတွေကိုအထက်ထက်လွှမ်းခြုံထားတာနေပြင်တူညီပါတယ်။အောက်မှာလည်းရှမ်းပေါင်းမီစုပ်ကြီးကိုဝတ်ထားကပေါင်းမီကြီးရဲ့အပေါက်များကနေပေါင်သားတွေဒူးကောင်းတွေကခြုံထွက်နေပါတယ်။ခြေထောက်မှာတော့ခုတ်ဖနက်တစ်ဖက်၊ဂရီပါဖနက်အစုပ်ကြီးတစ်ဖက်ကိုစီးထားပြန်ပါတယ်။အဲ့ဒီအယူကြီးရဲ့ကိုအနီးကနေညီဆိုးဆိုးချင်းဖက်ဖက်အနှံ့ကလည်းအတော်ဝူးဝေးအထီးကိုပြန့်လွင့်နေပါတယ်။ အယူလဲအိတ်လိုခေါ်ဆိုရမယ်အဝိဇ္ဇအပိုင်းစာတွေကိုစက်ကချုပ်လုပ်ထားတဲ့လွဲအိတ်ကြီးကိုလည်းလွဲထားပါသေးတယ်။ဥကောင်းကဇပင်တွေကလည်းမလျော့မဖို့တာကြာမြင့်လာပြီဖြစ်တာမို့ဇပင်မွေးတွေကလည်းလိန်ကျစ်နေကကြက်ခဲကြီးတွေဖြစ်နေပါတယ်။မိခါလည်းအဲ့ဒီအယူကြီးကိုကြည်ကနှာခေါင်းရှုပ်လိုက်ရင်းနဲ့အယူကြီးကိုအဖက်လုံးနေပါနဲ့ဦးကြီးစိတ်တလုံးရာကဲလာတော့ကြရအောင်။အယူကြီးကလည်းခါထောင်ရင်းနဲ့ညင်တို့လူတယောက်ကိုလာရှာတာမဟုတ်လား။အဲ့ဒီခါမှာတော့မိခါတို့ရဲ့ခြေလမ်းတွေကရပ်တန့်သွားပါတယ်။ အယူကြီးကိုလှည့်ကြည့်လိုက်ပြီးရဲ့နောက်မှာတော့ရှင်ကဘလို့သိရလဲမင်းတို့ရဲ့နှစ်ဖူးတွေမှာလူရှာနေပါသည်လို့ရေးထားကြသလိုထင်ရှားလို့နေတယ်မဟုတ်လားမင်းတို့ဘသူ့ကိုရှာနေရလဲခမရကဘသူ့ကိုရှာနေရဆိုတာတော့မသိဘူးထင်တယ်အယူကြီးကလည်းလက်ညှိုးတစ်ချောင်းမိုးပေါ်ကိုထောင်းလိုက်ပြီးတော့တိပဟိတိပမင်းတို့ကငဘောတယောက်ကိုရှာနေတာပဲအဲ့ဒီခါမှာတော့စိတ်တလုံးကလည်းခွက်တိုးခွက်လန်ရေးလိုက်ပါတယ်မိကလည်းစိတ်တလုံးလက်ကိုဆွဲလိုက်ပြီးတော့သူပြောတာလည်းမှန်တာပဲဦးကြီးစိတ်တလုံးရဲ့ ကျမတို့ရှာနေတာကဥစားပေါ်မဟုတ်လားသူ့နာမည်မှာပေါ်ပါတယ်လေအေးဟုတ်သားပဲနော်မိခစေတလုံးကလည်းယူကြီးဘက်ကိုလှည့်ကြည့်လိုက်ကဟဲ့ယူကြီးငါတို့ရှာနေတဲ့ငပေါ်ကြီးကဘယ်မှာရှိသလဲဆိုတာခမညာသိသလားတိပငါနာမည်ကအယားယာသိရဲ့ရွာထဲကိုဆက်ဝင်သွားထမ်းပင်ကျွန်းလို့ပြောလိုက်ရင်လေသမားတွေလိုက်ပို့ပေးလိုက်မယ်အဲ့ဒီမှာငပေါ်ကြီးနေတယ်ကွအယူကြီးကလည်းရီမောပြည့်ရဲ့အခါမှာတော့တဏီယာကိုထားထွက်သွားပါလေ။ကဲဦးကြီးစိန်တလုံးဒီလူကြီးကတော့ထမ်းပေကျုံးမှာ ဆရာကြီးစံပေါ်နေတယ်လို့ပြောသွားတယ်မဟုတ်လားအယူစကားများယုံနေသေးတယ်မိခါရဲ့ငါတို့ရွာထဲမှာစုံစမ်းလိုက်ရင်သိမှာပါဟမိခါတို့ကလည်းရွာကလေးစီကိုဆက်လန်းလာခဲ့ပါတယ်ရွာမှာတော့အင်းကြီးရဲ့နဘေးမှာစီတန်းကဆောက်လုပ်ထားပါတယ်ရွာကလေးရဲ့အဆုံးမှာတော့အင်းပြင်ကြီးတစ်ခုရှိနေပါတယ်ရွာနေဒေသခံတွေကလည်းရေလုံငန်းနဲ့အသက်မွေးကြသူတွေဖြစ်တဲ့အတိုင်းငါဖန်ငါချောက်လန်းငါပီသိပ်အစရှိတဲ့လုပ်ငန်းတွေကိုလုပ်ကင်ကြပါတယ်မိခါတို့ကလည်းရွာထဲကိုဝင်ပြီးတော့ဆရာကြီးဦးစာပေါ်ရဲ့အကြောင်းကိုမေးမြန်းကြပါတယ် ဒါပေမဲ့လည်းရွာသူရွာသားတွေကဥဆန်ဘောဆိုတဲ့နာမည်ကိုဘယ်သူမှကြားဘူးပုံမရတာမို့လို့မေးလိုက်တိုင်းမသိဘူးဟူသာပြန်ပြီးတော့ဖြေဆိုကြပါတယ်။ရွာမှာရှိနေတဲ့အိတ်ပေါက်စီအကုန်မေးမြန်းပေမဲ့လည်းဘယ်သူမှမသိတာမို့လို့စိတ်တလုံးတို့မှာတော့အကြံအိုက်နေပါပြီ။ရွာအဆုံမှာတော့လေးစိတ်ကလေးတစ်ခုရှိနေပါတယ်။အဲ့ဒီလေးစိတ်မှာတော့အင်းအတွင်ဆင်းကြတဲ့တန်ငါးတွေအသုံးပြုတဲ့လေးစိတ်ဖြစ်နိုင်ပါတယ်။မိခါတို့နှုတ်ကလည်းလေးစိတ်ကိုဆင်းလာတဲ့အခါမှာတော့ညနေစောင်းနေပြီဖြစ်ပါတယ်။ င်းအတွင်းကနေပြန်လေလှော်ခတ်လာကြတဲ့ငါးဖက်လှေတွေကလည်းလေစိမ့်မှရနှားလိုက်ပါတယ်စိတ်တလုံးကလည်းတန်ခါတဲ့တူထံကိုပြေးသွားလိုက်ပြီးတော့နောင်ကြီးဘူးလေရွာမှာဆရာကြီးဦးစာဘောဆိုတာကိုနောင်ကြီးကြားဘူးသလားတန်ခါတဲ့ကလည်းမျက်မှောင်ကျုပ်ကအနေငယ်စဉ်းစားလိုက်ပြီးတော့ဦးစာဘောဆိုတာတော့မကြားဘူးဘူးဗျနေပါအောင် तू ကပါဆရာလေဘိန်းတော်ဆေးဆရာလားဒါမှမဟုတ်ဘေးရင်ဆရာလားဟုတ်လေလောကီပညာဆရာကြီးပေါ့ဗျာဒါမျိုးတော့ကျုပ်တို့ရွာမှာမရှိဘူးဗျာ ကျို့တူရွာလေးမှာတန်ငါတယ်တွေလောက်ပဲနေကြတော့ဒီလိုပညာရှင်တွေမရှိပါဘူးဗျာ။နောင်ကြီးတို့ရွာမားလာတာဖြစ်မယ်ဗျ။အဲ့ဒီခါမှာတော့မိခါလည်းတန်ငါတယ်နီးကိုတိုးကပ်လိုက်ပြီးတော့ဒါဆိုရင်ထမ်းပြကျိုးကို ရှင်သိသလား။တန်ငါတယ်ကလည်းအံ့ဩသွားတဲ့မျက်နှာနဲ့ခေါင်းကျိန်လိုက်ပါတယ်။ကျမတို့ကိုအဲ့ဒီထမ်းပြကျိုးကိုလိုက်ပို့ပေးပါရှင်။အောင်မလေးထမ်းပြကျိုးဆိုတာဘလို့နေရာမဲမင်းတို့သိကြလို့လားကွ။စေတလုံးနဲ့မိခါတို့ကလည်းတယောက်မျက်နှာတယောက်ကြည့်လိုက်ရင်နဲ့မသိဘူးလေဗျ။ မသိရင်မသွားခြင်းမနဲ့ဗျာအဲ့ဒီထန်းပင်ကျုံးဆိုတာကတစီတရေတွေနေတဲ့ကျုံးနောက်ပြီးတော့စုံးမတွေပညာပြိုင်တဲ့ကျုံးဗျညညာဆိုရင်အဲ့ဒီကျုံးပေါ်ကနေထန်းပင်ကြီးတွေထိတ်မှမီးလုံးကြီးတွေလှဲ့ပက်နေအောင်တွေးကြရတယ်ဗျတာမန်လူတွေမပြောနဲ့နော်ကျုပ်တို့လိုအင်းထဲမှာမွေးအင်းထဲမှာကြီးရဲ့လူတွေတောင်မှအဲ့ဒီထန်းပင်ကျုံးကိုဝေးဝေးကနေရှောင်ကြတယ်ဗျခမရတို့ကရှောင်ပြီမဲ့ကျုပ်တို့ကသွားခြင်းနဲ့ဗျာနောင်ကြီးတို့စဉ်းစားအောင်နော်အဲ့ဒီထန်းပင်ကျုံးမှာဇုံးကဝေတွေရဲ့ဆက်လက်နဲ့တွေကိုလည်းပြုတ်ထားတယ်လို့ကြားဘူးတဗျာ ပြီးတော့အဲ့ဒီကျုံးကိုရောက်ဖူးသူတိုင်းကယူသွားကြတဲ့တခါကရဲသမားတွေကအချင်းချင်းစိန်ခေါ်ပြီးတော့ထမ်းပြကျိုးကိုသွားကြတာလေတေးတဲ့လူကတေးယူတဲ့လူကယူသွားကြတယ်တခါသားကလည်းပကူးမျိုးကဆေးရတယောက်ကထမ်းပြကျိုးကိုသွားခြင်းနဲ့ဆိုတာနဲ့လိုက်ဖို့ပေးလိုက်တာယူတို့သွားတာအခုဒီပဲဗျအဲ့ဒီလူကြီးကငါတို့ရွာထိပ်မှာတွေ့ခဲ့တဲ့အယူကြီးပဲဖြစ်ရမယ်ပြီးခါဟုတ်လောက်တယ်နော်ကဲပါကျမတို့ကိုထမ်းပြကျိုးကိုသာပို့ပေးပါရှင်အတွက်ငွေ90ပေးမယ်ဟုတ်ပြီလားငွေ90ဆိုတဲ့ပမာဏကလည်းမနှဲလာတာမို့လို့ တငါသေးမှာတစ်ချက်စဉ်းစားနေပါတယ်မိခါကလည်းကဲရှင်မပို့ရဲဘူးဆိုရင်လည်းတခြားလူကိုရှာရတော့မှာပေါ့အဲ့ဒီခါမှာတော့တငါသေးကလည်းလက်ကပြလိုက်ပြီးတော့နေပါစေကျုပ်ပို့ရဲပါတယ်ကျုပ်လိုက်ပို့ပေးပါမယ်ကောင်းပြီလေဒါဆိုရင်လည်းအခုပဲလိုက်ပို့ပြီးတော့ခမရတို့နှစ်ယောက်လေထဲမှာခဏထိုင်ဆောင်နေုံဗျာကျုပ်ပြန်လာခဲ့ပါမယ်တငါသေးကလည်းကုန်းပေါ်ကိုပြေးတက်သွားတာမို့မိခါနဲ့စိတ်တလုံးတို့ကလည်းလေပေါ်ကနေတက်ထိုင်ကစောင့်နေလိုက်ပါတယ်မကြခင်မှာပဲတငါသေးလေသမားဟာ ပလင်းနှလုံးပိုက်ကလှေပေါ်ကို ပြေးတက်လာပါတယ်။မိခကလည်းကြည်ရင်နဲ့။ဩလက်ဆက်တော့ရှင်ကဇိုးသမားပဲကူ။တန်ငါတယ်ကလည်းပလင်းကိုဖင်ထောင်လို့မောတောက်လိုက်ရင်နဲ့။နေချိုတော့လေနေနေပြူလာလို့ပါဗျ။ပြီးတော့ခမရတို့သွားမယ်နေရာကလည်းခက်ကြမ်းကြမ်းကူ။ဒီတော့ရဲစီလေးနေနေတော့တင်ဖို့လို့တဗျာ။လှေကိုစိတ်ကန်ကနေခွာလိုက်တာနဲ့လှေကလေးကတော့အင်းကြီးအတွင်းကိုတရွေ့ရွေ့နဲ့မြောပါသွားပါတယ်။တန်ငါတယ်ကလည်းကြောင်ဝီးပူလေးတစ်ခုကိုထုတ်လိုက်က လေဝမ်းပေါ်မှာမီးသွေးတုံးကလေးတွေနဲ့မီးမွေးလိုက်ပါတယ်။ ဲဒီနောက်မှာတော့လေဝမ်းအတွင်းကနေဖန်စီရမိထားတဲ့ငါးတွေအတွင်းကနေငါးရွယ်ခက်လက်တွေကိုထုတ်ယူပြီးတော့မိဖို့ဘဝတင်ပြီးတော့ကင်လိုက်ပါတယ်တငါသေးကလည်းလေကလေးကိုတစ်ချက်တစ်ချက်လှော်လိုက်ငါးကင်ကလေးတစ်ဖက်ဖဲ့လိုက်အရက်ကလေးတစ်ချိုက်မောတော့လိုက်တဲ့ဇိတ်ကြနေပါတယ်စိတ်တလုံးကလည်းအဲ့ဒီလူကိုကြည့်လိုက်ရင်နဲ့ကျုပ်တို့ကရေးကြည့်ပါတယ်ဆိုမှဗျာခမရကဇိန်ခံနေသေးတယ်မပူပါနဲ့ဗျာထမ်းပင်ကျိုးကဒီကနေတော်တော်ဝေးဝေးကိုသွားရအောင်ပါဗျဒီတော့ဘိုက်ပြေထားဖို့လိုတာပေါ့ဗျာခမရတို့လည်းစားကြပါလား တငါသေးကလည်း9ကင်တကောင်လှမ်းပေးပါတယ်။စိတ်တလုံးကလည်း9ကင်ကိုယူလိုက်ကတစ်ဖက်ဖဲ့စားလိုက်ပါတယ်။လွတ်လပ်ဆက်ဆက်ဖမ်းယူထားတဲ့9တွေဖြစ်တာမလို့အရသာကလည်းချုံမြင်လာပါတယ်။မိခါတို့ကလည်း9ကင်စားတော့ရင်နဲ့အင်ဂျီအတွင်ကိုဆင်းလာခဲ့ပါတယ်။အင်းရည်ပြင်းကျဲကြီးကတော့လာရောက်အောင်မှာတဖိတ်ဖိတ်ဝင်းလက်တောက်ပနေပါတယ်။အင်းရည်ကြီးရဲ့အဆုံးမှာတော့တစ်တော်ကြီးတွေကစိမ့်ညိုနေပြန်ပါတယ်။အင်းအတွင်ကျူးကြီးကျူးငယ်တွေကလည်းအစီရီရှိနေကြပါတယ်။ဒါပေမဲ့လည်းအဲ့ဒီကျူးနေမှာလူသူနေထိုင်ပုံမရဘဲနဲ့ တည်တော်တွေသာဖုံးအုပ်ထားပါတယ်။တချို့ဂျိုးကလေးတွေကတော့လေတစည်းစားအိတ်တလုံးစားခံရတာအရွယ်စားရှိပေမဲ့လည်းတချို့ဂျိုးတွေကတော့ရွာတရာတည်ထားနိုင်တဲ့အထီကိုကြီးမားလာပါတယ်။အဲ့လိုလှော်ခတ်လာရင်လည်းအင်းလေတဲတဲကိုရောက်လာခဲ့ပါလေ။ပလဲမကဲမှာဂျိုးတချို့ကိုလှမ်းပြီးတော့မြင်လိုက်ရပါတယ်။အဲ့ဒီဂျိုးကလေးကတော့မကြီးမသေးအရွယ်စားဖြစ်ပါတယ်။ဂျိုးပေါ်မှာတော့တစ်ပင်တွေပေါက်ရောက်နေပြီးတော့မမဆွန်းဆွန်းတည်ရှိနေတာကိုမြင်တွေ့ရပါတယ်။အဲ့ဒါခမည်းတော်သွားကျင်တဲ့ထန်းပင်ဂျိုးမောပြ။ လေသမားကလည်းလက်ညှိုးထိုးပြလိုက်ပါတယ်မိခါတို့ကလည်းကျုံးကိုတစ်ချက်လေးလာကြည့်လိုက်ပါတယ်လေသမားကလည်းကျုံးနာကိုတဖြည်းဖြည်းနဲ့လှော်ခတ်လာခဲ့ပါတယ်ကျုံးနဲ့ဂိုက်တရားအကွာခံရောက်လာတဲ့အခါမှာတော့လေပြင်းတွေကတဝူးဝူးနဲ့တိုက်ခတ်လာပါတယ်ဦးလေမှာရှိနေစင်းတော့ကဒေဗီလေးညီကလေးတွေသာတိုက်ခတ်နေပြီမဲ့အခုတော့လေတိုင်တော့ကတဖြည်းဖြည်းနဲ့ကျန်းလာပါတယ်လေပြင်းထန်လာမှုတို့ရေပြင်ကြီးမှာတော့နှိုင်းကျက်ခုတွေကပေါ်ပေါက်လာပါတယ်တန်ခါနေကလေးကတော့ဘယ်ညာလူးလူနေတာမို့လို့ မိခါတို့ပဲလေတရာကိုလက်ဖြင့်ထိန်းကင်ထားရပါတယ်။အဲ့ဒီခါမှာတော့ကျုံးကြီးပေါ်ကနေတရှဲရှဲနဲ့အတန်တွေကိုကြားနေရပြန်ပါတယ်။ကျုံးပေါ်မှာပေါောက်ရောက်နေတဲ့သစ်ပင်ကြီးတွေကလည်းလေမုန်တိုင်းတိုက်ခတ်ရတယ်လား။ရိမ့်တွေကလှုပ်ရှားနေပါတယ်။အဲ့ဒီခါမှာတော့တရှူရှူအတန်တွေမြေကမီးလုံးကြီးတစ်လုံးကလည်းသစ်ပင်အုပ်ကြားကနေကောင်းကင်ရံကိုပြန်တက်လာပါတယ်။အလားတူပဲနောက်ထပ်မီးလုံးကြီးတစ်လုံးကလည်းထမှန်ပြန်တန်တက်လာကမီးလုံးကြီးနှလုံးကတော့ကောင်းကင်ရံမှာပူးကပ်သွားလိုက်။ထမှန်ကကွဲကွာသွားလိုက်တဲ့ လှက်ပတ်စောစားနေပါတယ်။တငါတဲလှေသမားကလည်းအဲ့ဒီအဖြစ်ကိုမြင်တဲ့အခါမှာတော့အမှုပြေသွားပြီးမျိုးလုံးကြီးတွေပြူးကာငေးကြည့်နေပါတယ်။လိုင်းပုတ်တာမူလို့လှေကလည်းရှေ့ကိုတိတ်မြောက်ပဲဖြစ်နေပါတယ်။မိခလည်းလှေသမားကိုကြည့်ရင်းနဲ့ဦးလေးကြီးရှေ့ကိုမြင်မြန်လောဆန်းပါ။လှေသမားကလည်းမိခကိုစိုက်ကြည့်ကမင်းငါ့ကို90ပေးမယ်ဆိုအခုပေးတော့လေ။မိခလည်းအဲ့ဒီအတွင်းကနေ10တန်း9ရွက်ကိုထုတ်ပေးလိုက်တဲ့အခါမှာတော့လှေသမားကပတ်စံတွေကိုလှမ်းယူကဖက်ရွက်တည့်ရနဲ့လိမ့်လိုက်ပြီးတော့ ဗဇက်တွင်းကိုငုံခဲပြီးတဲ့နောက်မှာတော့ရေထဲကိုတိုင်းပြီးထိုးချကာခုံချသွားပါတော့တယ်။စိတ်တလုံးကလည်းအဲ့ဒီဖြစ်ကိုကြည့်ရင်းနဲ့ဟဲ့လူဘာလုပ်သွားတာလဲ။ပို့မယ်ပို့ကျွန်းကိုရအောင်ပို့ပေးလေဗျာ။တန်ငါသေးကလည်းမိခါတို့ကိုပဲလှည့်မကြည့်တော့ပဲအေးရေပြင်းအတွေးမှာလက်ပြကူးပြီးတော့ထွက်ပြေးသွားပါတယ်။ဟာဒီလူဘာကြောင်တာလဲမသိဘူး။သူကဒီကျိုးနာကိုကတ်ဖို့ကြောက်နေတာဖြစ်မယ်ဦးကြီးစိတ်တလုံးရဲ့။စိတ်တလုံးကလည်းတက်တချောင်းကိုကောက်ယူလိုက်ပါတယ်။ မိခါကလည်းလေဦးမှာရှိနေတဲ့တက်အတူလေးတစ်ခုကိုယူလိုက်ပြီးတော့နှုတ်ဦးသားလေးကိုလှော်ခတ်လိုက်ပါတယ်။လှိုင်းလုံးတွေကလည်းတစားတစားပို့ပြီးတော့ကြီးမားလာပါတယ်။မိခါတို့နှုတ်ဦးကလည်းလေကိုကြွန့်ကျစ်သွားမလှော်ခတ်နိုင်ကြတာမို့လေကလေးဟာလှိုင်းလုံးတွေနဲ့ပုတ်ခတ်ပြီးကလူးလို့နေပါတယ်။မိခါဟိုမှာကြည့်လိုက်စမ်း။စေတလုံးညုံပြားတဲ့နေရာကိုကြည့်လိုက်တဲ့အခါမှာတော့မိုးရွာတကယ်တော့ဝေါ်ကနေပြည်တန်ကြီးနဲ့အတူရေဝဲကြီးတစ်ခုကပေါ်ပေါက်လာပါတယ်။ရေဝဲကြီးကတော့ရေမျက်နှာပြင်အောက်ကိုဝဲကတော့ထိုးစင်းသွားတဲ့အတိုင်း နှိမ့်စင်းသွားပါတယ်။မိခါတို့ကလည်းလှေကိုအားကုန်လှော့ခတ်ပြီးမဲ့ရေဝဲကြီးရဲ့ဆွဲယူတဲ့အားကိုမလို့စမ်းနိုင်တာမို့လို့လှေကလေးကတော့ရေဝဲအတွင်မှာချလက်ပက်ရန်ကဝေရန်နေပါတော့တယ်။လှေပေါ်မှာရှိနေတဲ့မိခါတို့ဟာလည်းလှေနေရန်နှစ်ဖက်ကိုလက်နဲ့ကျင့်နေအောင်စုပ်ကင်ထားကြပါတယ်။လှေမှာလဲပက်နေတာမို့လို့မိခါတို့မှလည်းတွတ်တွတ်ခအောင်လှုပ်ရမ်းနေပါတယ်။မကြမီမှာတော့ရေဝဲကြီးဟာလှေကလေးကိုရေအောက်ကိုဝါးမြို့ပစ်လိုက်ပါတယ်။မိခါတို့ကလည်းရေအောက်မှာလူလုံကကူးခတ်နေမိပါတယ်။ ဲ့ဒီအချိန်မှာတော့ရေဝဲကြီးဟာလက်ရာရေတိုင်းလဲပက်လာရကနေရုတ်တရက်ရက်တန်သွားကလက်ဝဲရေအတိုင်းတပံပြန်ပြီးတော့လှည့်ပက်လာပါတယ်။အဲ့ဒီအခါမှာတော့ရေအောက်ကိုချိုင်းဝင်နေတဲ့ရေဝဲကြီးဟာရေပေါ်ကိုတပံပြန်တက်လာပြီးတော့ရေမျက်နှာပြေပေါ်မှာလေခုံးကြီးတစ်ခုပမာမိုးမောက်ကလှည့်ပက်နေပါတယ်။အဲ့ဒီနောက်မှာတော့ဒူတူပါဇက်ကနေမှုတ်ထုတ်လိုက်သလိုပဲတပူပူနဲ့အတန်တွေကမြီးဟီးသွားကမိခါနဲ့စိတ်တလုံးလူဟာရေဝဲကြီးရဲ့မှုတ်ထုတ်မှုကိုခံရပြီးတော့ကျုံးပေါ်ကိုလွင့်စင်ကပြုတ်ကျသွားပါတယ်။ ။ထမ်းပင်ကြီးနှစ်ပင်အနီးမှာတော့တဲကုတ်ကလေးတစ်လုံးကိုမြေတွေ့လိုက်ရပါတယ်။အဲ့ဒီတဲကုတ်ကလေးဟာဥဆန်ပေါ်နေထိုင်တဲ့အိတ်လေးဖြစ်လိမ့်မယ်လို့မိခါကသုံးသပ်လိုက်ကတဲကုတ်အနီးကိုတိုးကပ်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့ထမ်းပင်ကြီးရဲ့အပေါ်ကနေရေဝဲနေကြတဲ့မီးလုံးကြီးတွေဟာလည်းမိခါတို့အနီးကိုပြန်တန်းလာပါတယ်။စိတ်တလုံးကလည်းအဲ့ဒီမီးလုံးကြီးတွေကိုပြစ်ခတ်ဖို့အတွက်စ조사ပြီးမဲ့လေမိခါကတားမြစ်လိုက်ပါတယ်စိတ်လိုက်မှမလုပ်ပါနဲ့ဦးကြီးစိန်တလုံးဒီလူတွေကဆရာကြီးစံပေါ်ရဲ့တပည့်တွေဖြစ်နေပြီဘယ်လိုလုပ်မလဲ သူတို့ကိုအနာတရားဖြစ်အောင်လှုပ်လိုက်တဲ့အခါဆရာကြီးစံဘောကစိတ်ဆိုးသွားရင်ဘလို့လှုပ်ကြမလဲအေးနင်ပြောတာလည်းဟုတ်တယ်မိခါဦးကြီးစိန်လုံးဒီနောက်ကိုကတ်လာခဲ့ကျမကဆရာကြီးဦးစံပါတက်လာခဲ့တဲ့ကြီးချတဲ့ပညာနဲ့စီပံချလိုက်မယ်စေတလုံးကလည်းမိခါနီကိုတိုးကတ်လာပါတယ်မိခါကလည်းပြပြမှာစီးသုံးတက်ချလိုက်ပါတယ်အဲ့ဒီအခါမှာတော့ပြန်တန်းလာကြတဲ့မိလုံးကြီးတွေကလည်းမိခါတို့ခေါင်းပေါ်ကိုရောက်လာပါတယ်ဘသူတွေလဲဂျုံပေါ်ကိုခြေချရင်အသက်ပြောက်သွားမယ်ဆိုတာမသိဘူးလား မီးလုံးကြီးတွေကလည်းမိခါရုကိုမတွေ့ရမှုလို့လေပေါ်မှာဝဲပြန်ကရှာဖွေနေပါတယ်။ပုံနေထွက်ခဲ့တော့ငါတို့ရှာမှာတွေ့လို့ကတော့မင်းတို့တွေမလွယ်ဘူးမတ်။မီးလုံးကြီးတွေကလည်းကြိမ်မောက်နေကြပေမဲ့မိခါရုကိုရှာမတွေ့ရမှုလို့အတန်ကြားတဲ့အခါမှာတော့တိတ်ငလေးတွင်ကိုဝေရောက်သွားပါတယ်။အဲဒီနောက်မှာတော့တိတ်ငလေးအတွင်ကနေလူကြီးတယောက်ကထွက်လာပါတယ်။အဲဒီလူကြီးကတော့ဥဆန်ပါနဲ့ရုပ်ချင်းစင်တူလာမှုလို့ဥဆန်ပေါ်ဖြစ်နိုင်တယ်ဆိုတာကိုသိလိုက်ရပါတယ်။ဥဆန်ပေါ်ရဲ့နောက်မှာတော့မီးလုံးကြီးတစ်လုံးကလည်းလိုက်ပါလာပါတယ်။ မိခါတို့ကလည်းစီးအတွင်းမှာသာပုံအောင်နေမိပါတယ်။စီးကိုလည်းလုံးကျုံစေဖို့အတွက်တတ်တပီးတတ်တချနေမိပါတယ်။ဒါပေမဲ့လည်းဦးဆန်ပေါ်ဟာမိခါတို့စီးကိုတတ်တမမတ်လာရင်းနဲ့မင်းတို့ကိုမင်းတို့လုံးကျုံနေပြီလို့ထင်သလားကွာ။မိခါကလည်းအံ့ဩသွားမိပါတယ်။ဆရာကြီးကကျမတို့ကိုမြင်ရတယ်လား။မင်းတို့ကိုမမြင်ရဘူးဆိုရင်ငါ့ကငါနဲ့မျက်စီဆန်ပေါ်လို့ဘယ်ခေါ်တော့မလဲကွာ။မိခါကလည်းစီးတွေကိုပြန်ဖြတ်လိုက်ပါတယ်။ဦးဆန်ပေါ်ကလည်းမိခါရဲ့အဆွမ်းကိုကြည့်လိုက်ပြီးတော့ မင်းသုံးလိုက်တဲ့ပညာကဝတိကရဏပညာရဲ့လို့ခေါ်တဲ့စီးချတဲ့အတက်ပါလားမင်းတို့ကငါညီအငယ်ဆုံးစံပရဲ့တပည့်တွေထိတယ်ဟုတ်ပါတယ်ဥစံဘောကလည်းမဲပြုံးတစ်ချက်ပြုံးလိုက်ကမင်းတို့ငါကျုံးဘောကိုတတ်လာကြတာဘာသဘောလဲမဟုတ်မှလည်းရောစံပကငါ့ကိုလှုပ်ကြံဖို့လှုပ်လိုက်တာများလားမဟုတ်ပါဘူးဆရာကြီးစံပေါ်ကျမတို့လာတာကဆရာကြီးစီမှာတပည့်ခံဖို့အတွက်လာခဲ့တာပါတပည့်ဟုတ်လားငါဘသူ့ကိုမှတပည့်အဖြစ်နဲ့သင်ကြားမပေးခဲ့တာဆယ်စုနှစ်တခုကြော်ခဲ့ပြီကွာ ဒါပေမဲ့ကျမကတော့တင် जा ပေးမှရမယ်။မင်းကဘာမှမလုပ်လဲကွာ။ကျမကရွှေဟေးတာကိုင်းကျုပ်ကြီးဦးတန်းရဲ့သမီးလက်ရှိကိုင်းကျုပ်မိသားမှာဦးစံဘောကလည်းအနေငယ်အံ့အားသစ်သွားပါတယ်။အဲဒီခါမှာတော့မိခါကလည်းခါမှချိန်ဆွဲထားတဲ့ရွှေဟင်းသားအယူကလေးကိုဦးစံဘောထံကိုပြသလိုက်ပါတယ်။အဖေနဲ့ဆရာကြီးရဲ့ကြားထဲမှာပညာသင်ဖို့ဂရီကဝတ်တခု ရှိနေတာကိုဆရာကြီးမှတ်မိပါပါ။မှတ်မိပါတယ်။ အဲ့ဒါကတော့တစ်ချိန်ချိန်မှာရွှေဟင်းသာကိုင်းကလူတယောက်ကိုပညာသင်ပေးရမယ်ဆိုတာပဲဒါဆိုရင်အဲ့ဒီခရီးအတိုင်းဆရာကြီးကျမကိုပညာသင်ပေးပါတော့ငါတက်ထားတဲ့ပညာကိုဒေဝစကုလို့လူတွေကခေါ်ကြတယ်အနက်အိဘယ်ကတော့နက်မျက်စိပညာပေါ့ကွာဒါဆိုဒီပညာတွေတက်သွားရင်ကိုသိကျင်တာတွေအားလုံးကိုနက်မျက်စိနဲ့ကြည့်လိုက်သလိုအကုန်မြင်နိုင်မှာပေါ့နော်မဟုတ်ဘူးလူတွေကဒီပညာကိုချဲ့ကားပြီးပြောနေကြလို့ပါတကယ်တမ်းကတော့နက်မျက်စိလို့ ိုမြင်ချင်တာကိုမြင်နိုင်တဲ့ပညာမဟုတ်ဘူးကွပညာစက်တွေနဲ့စီရင်အပ်တဲ့အစီရင်တွေဆက်လက်နဲ့တွေထောင်ကျောက်တွေနဲ့အရန်အတားစီတွေအားလုံးကိုမြင်နိုင်သိနိုင်တဲ့ပညာရဲ့တစ်ခုပဲဒါကြောင့်ခုနကစီတွေကိုဆရာကြီးကမြင်နေရတာကိုဟုတ်တယ်ဒါပေမဲ့ငါမှစီကံတစ်ခုရှိတယ်မင်းကလေးကျမကိုမိခါလို့ခေါ်လို့ရပါတယ်ဟုတ်ပြီမိခါဒီစီမြင့်ကတော့တခြားမဟုတ်ဘူးငါရဲ့နေ့မျက်စိပညာချင်းကိုမင်းကိုကိုယ့်ရဲ့တိတိတင် जा ပေးမှဖြစ်တယ် ကိုယ့်ရဲ့ပြည်ရင်မိင္ကငါးဆန်းတက်စစ်စေးတဲ့ဆောင်းမှုပွဲကိုဖြေရလိမ့်မယ်တကယ်လို့အဲ့ဒီဆောင်းမှုပွဲကြာရုံးနေဆိုရင်တော့မိင္ကငါးရဲ့မျက်စိတွေအဖြစ်နဲ့တာဝန်ထမ်းဆောင်ရလိမ့်မယ်ဟောဒီလူနှစ်ယောက်လို့ပေါ့ဥဆန်ဘောကလည်းမီလုံးကြီးနှလုံးကိုလက်ညှိုးညွန်ပြလိုက်ပါတယ်ဒါဆိုဒီမီလုံးကြီးတွေကဆုံးမီလုံးတွေမဟုတ်ဘူးပေါ့မဟုတ်ဘူးသူတို့ကငါးစီမှာပညာသင်ခဲ့တဲ့ငါးရဲ့တပည့်တွေပဲသူတို့နှစ်ယောက်စလုံးငါးဆန်းတက်တဲ့ပညာရက်ကိုမအောင်မြင်ကြတဲ့အတွက်အခုလိုမီလုံးကြီးဘောကနေရာသက်ပံနေသွားတာဖြစ်တယ်ဟင် ရာတက်ပန်နေလားဟုတ်တယ်မင်းတပွားလုံးဒီလိုနေသွားရလိမ့်မယ်အဲ့ဒီခါမှာတော့စိတ်တလုံးကလည်းဥစားပေါ်ကိုလက်ညိုးထိုးလိုက်ကခမကြီးကလင်ကချင်းမလုံနဲ့နော်ဒီပညာကိုသင်ကြားပေးပါမယ်ဆိုပြီးတော့ခမခရီးပေးထားတာမဟုတ်လားဟုတ်တယ်လေငါဒီပညာကိုသင်မပေးပါဘူးလို့ပြောလို့လားဒါပေမဲ့စောင်းပူဘဲကတော့ငါစိတ်ကြိုက်စိတ်ခွင်ရှိတယ်လေမိခဒီလူကြီးကလူလိမ်လူညာကြီးပဲသူ့ပညာတွေသင်မပေးချင်လို့တမင်သက်သက်လှဲ့စားနေတာဥစံဘောကလည်းခေါင်းညိတ်လိုက်ပြီးတော့ မင်းတို့မတင်ကြည့်ဘူးငါစစ်တဲ့စောင့်မွေးပွဲကိုမခံကြည့်ဘူးဆိုရင်တော့ဒီကျုံးကနေလှည့်ပြန်သွားတာပဲကောက်လိုက်မယ်နော်မိခလည်းစဉ်းစားရကြက်နေပါတယ်မိခငါ့ကိုသာအမိတ်ပေးလိုက်စမ်းပါဒီလူကြီးကိုငါရဲ့အဖျက်ဆွမ်းအားနဲ့အနိုင်ယူပြီးတော့ဒူးထောင်ခိုင်းလိုက်ပဲပြီးတော့နင့်ကိုပညာတွေသင်ခိုင်းလိုက်ပဲစိတ်တလုံးကအဲ့လိုပြောလိုက်တဲ့အခါမှာတော့ဦးစံပေါ်ကလည်းရီမောရင်းနဲ့မင်းကအဲ့လိုသင်ခိုင်းပါပြီရဲ့ငါကပညာအမကြီးသင်ပေးလိုက်တော့ရောမင်းတို့တွေသိပါမလားကွအဲ့ဒီခါကျရင် မင်းတို့ဂိုင်းကြုံမိခါလဲပညာအမားတင်ပြီးပြီးတော့မင်းတို့ဖြစ်သွားမှာပေါ့ကွာစိတ်တလုံးရဘာခမရကကျုပ်ကိုသိတယ်ဟုတ်လားမင်းအချောင်းကိုလူတွေတော်တော်များများသိကြပါတယ်စိတ်တလုံးရတကယ်တော့မင်းအခုလိုဖြစ်နေရတာကမင်းကိုပညာအမားတင်ပေးလိုက်တဲ့အဖိုင်ရဲ့အပြစ်မဟုတ်ဘူးကွာမင်းကကိုယ့်ကိုပညာတင်ပေးတဲ့ဆရာကိုစော်ကားမော်ကားလုပ်ပြီးတော့စိန်ခေါ်ခဲ့လို့ဟိုကပညာရှိတဲ့နီးနဲ့မင်းကိုဆုံးမလိုက်တာကွာစိတ်တလုံးကလည်းဦးဆန်ဘောကိုလက်ညှိုးထိုးလိုက်ပြီးတော့ ခမရသေးမယ်ခမရကြီးကြုတ်လို့ရင်သေတော့မယ်နော်မိခလည်းစိတ်တလုံးရဲ့လက်ကိုဆွဲလိုက်ရင်းနဲ့တော်ပါတော့ဦးကြီးစိတ်တလုံးရာဒေါသကိုလျှော့လိုက်စမ်းပါကောင်းပါပြီဆရာကြီးကျွန်မဆရာကြီးစီကနေပညာသင်ပါမယ်ကိုရဲ့ပဲငါမင်းကိုသင်ပေးပါနော် ကိုရဲ့ပြည်ငါစစ်စေးတော်မင်းခံယူရမယ်စိတ်ချပါဆရာကြီးကျွန်မဆရာကြီးပြောတာကိုလိုက်နာပါမယ်ဒါပေမဲ့တခုတော့ရှိတာကဆရာကြီးကကျမကိုပညာအစစ်မှန်တွေသင်ပေးဖို့ပါပဲ။ ဒါကိုတော့တန်တရားမဖြစ်လိမ့်နဲ့မိခါငါစည်းကံကိုလိုက်နာမယ်ဆိုရင်ငါကပညာအစစ်မှန်တွေသင်ပေးဖို့ကြံရွယ်ထားပြီးသားပါစိတ်သာချငါတတ်တဲ့ပညာကိုမိကိုအမှန်တကယ်သင်ပေးမယ်အဲ့ဒါတတ်တာမတတ်တာကတော့မင်းအပိုင်ပေါ့ကွာဆရာကြီးကသာပညာသင်ပေးရင်ကျမကစူးစမ်းပြီးတော့သင်ယူမှာပါကောင်းပြီမိခါဒီနေ့တော့ရှိစီတော့မနေ့ကကြရင်တော့ငါအတွက်ငါပညာအတွက်ကြော်ပွဲရွက်လာခဲ့ရမယ်စံတပီနဲ့ငွေတပတ်ကိုလည်းမင်းကပူဇော်ပေးရမယ် ဒီတော့မှငါကမိကိုတပည့်အဖြစ်နဲ့လက်ခံပြီးတော့ပညာသင်ပေးလို့ရမယ်။ဟုတ်ကဲ့ပါဆရာကြီး။ဒါဆိုကျမတို့ပြန်မာတော့မယ်။နေအောင်လီမိခါ။ငါတို့မှလေမမရှိတော့လား။ဘလို့ပြန်ကြမလဲ။လေမရှိရင်လည်းရေကူးပြန်ကြပေါ့ကွာ။ဥဆန်ဘောကလည်းပြောဆိုရီးမောပြီးတော့တဲအတွင်ကိုပြန်ဝင်သွားပါလေ။အဲ့ဒီချိန်မှာတော့အင်းရေပြင်မှာတော့လေလေးတစီဟာတက်ရှက်ရှက်နဲ့ပြေးလွှားလာပါလေ။လေကလေးလာတဲ့အမြန်တုံးကလည်းစက်တက်ထားတဲ့နဲ့လင်းမြန်လာပါလေ။မကြာမီမှာပဲလေကလေးဟာသူ့တို့အနီးကိုရောက်လာခဲ့ပါလေ။ လေပေါ်မှာတော့ယူကြီးကမတ်တရက်ကလိုက်ပါလာခဲ့ပါတယ်။ကဲဂရုလာပြီ။မင်းတို့ငါလေကိုစီးရင်တော့ဂရုကပေးရမယ်နော်။မိခလည်းအယူကြီးလေပေါ်ကိုခုံထက်လိုက်ပါတယ်။စေတလုံးကလည်းကမ်းပေါ်မှာလက်ပိုက်ပြီးတော့ကြံနေခဲ့ပါတယ်။ဦးကြီးစေတလုံးဒီကိုလာလေအယူမောင်းတဲ့လေကိုငါမစီးရဘူးမိခရ။အယူကြီးကလည်းရီမောလိုက်ကဒါဆိုရင်လည်းဒီအကျိုးမှာပဲနေခဲ့တော့ဟိုငပိုးကြီးကမင်းကိုငါလိုဖြစ်အောင်လုပ်လိမ့်မယ်။ မင်းလည်းငါ့လိုဖြစ်သွားမယ်ဆိုရင်ငါလည်းအဖော်ရတာပေါ့ကွာစိတ်တလုံးကလည်းကြောချမ်းသွားကလေပေါ်ကိုခုန်တက်လိုက်ပါတယ်အယူကြီးကလည်းလေပဲ့ပိုင်းမှာမတ်တရက်ကကဲလေကနင်းနေတော့မြန်မဟိတေချာကြိုက်ထားကြနော်ရေထဲကြရင်တော့ငါကစင်းမဆက်ပေးဘူးငါရေပကူးတက်ဘူးဟအဲ့လိုပြောပြီးရခါမှာတော့လေဟာလည်းမြန်ဆန်လာတဲ့အရှိန်လုံးနဲ့မောင်းထွက်လိုက်ပါတယ်အဲ့ဒီလေမှာတော့မိခါတို့စီးနေလာတဲ့တငါတဲ့ရဲ့လေကလေးပဲဖြစ်ပါတယ် ရေအောက်ကိုနစ်မြုပ်ထားတာမို့လို့လေကလေးပေါ်မှာတော့တက်မာတွေမရှိတော့သလိုငါးတွေနဲ့မိဖို့ကလေးလည်းမရှိတော့ပါဘူးအယူကြီးကတော့လေကိုဘလို့မောင်းနေတယ်တော့မသိပါဘူးလေမှာတော့အင်းရေပြည်တွင်းမှာရှက်တိုက်ကပြေးလွှားနေပါတော့တယ်ဟဲ့အယူကြီးလေကိုဖြည်းဖြည်းမောင်းစားမှာဗျခမရလုတာနဲ့ကျုပ်တို့အကုန်လုံးလှေပေါက်ပြီးတော့မသားပေါ်ကုန်တော့မှာပဲအယူကြီးကလည်းတိတ်မကြားရတဲ့ပုံစံနဲ့နရွက်အနီးကိုလဝါးကိုကတ်လိုက်ကဘာကွလေကနှေးနေတယ်ဟုတ်လားဒါဆိုလည်းချိန်မြစ်ပေးရတာပေါ့ကွာ လေမှာရခင်ကားတက်ပို့ပြီးတော့လှည့်မြန်လာပါတယ်။အင်းရည်ပြေပေါ်မှာတော့မြည်ရဲတကောင်ကကဆုံပေါက်နေသလိုပဲလေဟာလူးလို့ခုံပေါက်နေပါတယ်။ရေမုံရေမွားတွေကလည်းတပွားပွားနဲ့လွင့်စင်နေပါတယ်။မိခါကလည်းကလေးပီပီလေလူးနေတာကိုမကြောက်ရွံ့ပဲနဲ့သဘောကျနေတာမို့တခိခိနဲ့ရီမောနေပါတယ်။လေကြောက်တဲ့စိတ်တလုံးကတော့တေတရာကိုလက်နဲ့ကိုက်ထားကအော်ဟစ်နေပါတော့တယ်။မိခါရေငါတော့မိเจ้าလေနှစ်တုံးကမသေးပဲနဲ့အခုမှသေတော့မယ်ထင်တယ်ဟဲ့။ အယူကြီးကလည်းကန်းကိုချက်ချင်းမကတ်သေးပဲအင်းရဲ့ပြည်ကြီးထဲမှာသုံးလေးဘက်ကလှည့်ပတ်ပြီးတော့မောင်းနေနေပါတယ်အလုံးကြောက်ရွံ့တုန်လှုပ်နေတဲ့စိတ်တလုံးရဲ့မျက်နှာကိုကြည့်ကမိခါနဲ့အယူကြီးဟာလည်းတဟားဟားနဲ့ရီမောနေကြပါတယ်ပရိသတ်တွေခုနားဆင်ကြရတဲ့ဇလန်လေးကတော့စာရေးသူအက္ခစောရေးသားထားတဲ့အဝိဇ္ဇာတော်တောင်ဇလန်လေးရဲ့အခန်းဆက်ဖြစ်တဲ့အဝိဇ္ဇာတော်တောင်နဲ့ထန်းပင်ကျွန်းကဥစ္စာပေါ်ဆိုတဲ့ဇလန်လေးကို နားဆင်ကြရတာပဲဖြစ်ပါတယ်ရှင် နောက်ထပ်လည်းကျမတို့ channel လေးကနေအဝိဇ္ဇာတော်တောင်ဇလန်လီရဲ့အခန်းဆက်တွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်တာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်။နောက်တော့ဒါဆီပြေးခဲ့ကြတဲ့ပရိသတ်တယောက်ချီစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါရစေ။ဇလန်လီကိုတော့ကျမပပကတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။